မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာဗေဒာညချောင်းမှုစည်းဌာနမှာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွေရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ34ဒီဂရီဆက်စီယပ်63ဒီဂရီဖာရန်ဟိုက်ဆီနဲ့မန္တလေးမြို့မှာ35ဒီဂရီဆက်စီယပ်65ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဆိုင်ကလုံးမုန်တိုင်းမော်တာသတင်းဆိုင်ကလုံးမုန်တိုင်းမော်တာချင်းနေ့ ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုက်တွန်းချက်များအရဘင်္ဂလားပြည်လောအနောက်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက် ရှိတဲ့ဘင်္ဂလားပြည်လောအနောက်လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းမော်တာဟာအနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမော်တာဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်930မိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှေ့ဘက်ရေမိုင်240မိုင်ခန့် ကာကီနာဒါမြို့ရဲ့အရှိတောင်ဘက်ရေမိုင်260မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။ဆိုင်ကလုန်းမွန်တိုင်းမွန်တာရဲ့လက်ရှိခြေနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေလျားမဲ့ခြေနေမရှိပါသဖြင့်ဝါရောင်ဆင့်လို့တတ်မှတ်ပါတယ်။ဆိုင်ကလုန်းမွန်တိုင်းမွန်တာရဲ့တည်နေရဗဟိုချက်လီပီယာနဲ့လေတိုင်တုံအဆိုပါဆိုင်ကလုန်းမွန်တိုင်းမွန်တာဟာမြန်မာစံတော်ချိန်15:30နာရီချိန်မှာမြောက်လက်တီကျို73.2ဒီဂရီနဲ့အရှိလောင်တီကျို84.4ဒီဂရီမှာရှိပြီး ဗဟိုချက်လေးပြီးအား996ဟက်တိုပါစကဲနဲ့အမြင့်ဆုံးလေတိုင်းတုံးမှာတနအိုင်ကို45မိုင်မှမိုင်90နှုန်းခန့်ဖြစ်ပါတယ်။နောက်36နိုင်တွင်ခံမှန်းချံအဆိုပါဆိုင်ကလုန်းမုန်တိုင်းမွန်တာဟာမြောက်နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး28ရက်စေလ2025ရက်နေ့မှာအာကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းဖြစ်သွရောက်ရှိနိုင်ကအဲ့ဒီနေ့ညပိုင်းမှာအင်တာဘရာဒီကန်ကြီးကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။တတိပေနိုဇော်ချံ အဆိုပါဆိုင်ကလုန်းမုန်တိုင်းမော်တာရဲ့အရှိန်ကြောင့်ဒီကနေ့ညနေမှာ28ရက်စေလ2025ရက်နေ့အတွင်းရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္သာရီတနင်္သာကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမှ နေရာစစ်စစ်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမုန်တိုင်းချုံရွာနိုင်ပါတယ် မြို့ဝကျွန်းမရခိုင်ကဲရဲတချောင်းနဲ့ကံလုံပင်လေပြင်းတို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြောက်ရောက်ပြီးလမ်းကြီးနေပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလင်းအားတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြို့ဝကျွန်းမရခိုင်ကဲရဲတချောင်းနဲ့ကံလုံပင်လေပြင်းတို့မှာကိုးပြီမှာစက်တဗီကန်ရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပေါ်၍ဆိုင်ကလုံးမွန်နိုင်မော်တာရဲ့အရှိန်ကြောင့် မိုးသွဲတန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်များဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြူဒေသနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငယ်များနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်မှရနေပြည်တွင်းလေကြောင်းပြန်တမ်းရေမြမအကဲရဲတျောင်းနဲ့ကမ်းလို့ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေငါဖန်ရေရေများတင်းမောများနေဖြင့်လဲကြိုတင်သတိပြုနိုင်မှရန်အတိပေးနှုတ်ဆော်အပ်ပါသည် ဒီကနေ့ညနေ6:00ခွဲအချိန်မိုးလေဝသကြိုးတို့မှဖမ်းဝင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်သိမ်းငယ်မှာတိမ်တိမ်တိမ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျန်မင်္ဂလားပင်လယ်ော်တို့မှာတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မန္တလေးတိုင်းဒေသကြီး အေအရန်ဒီလာကြီးမွန်ပြင်းနေနေတနင်္လာရီတနင်္လာကြီးတို့မှာမိုးရိမ်တောင်များဖြစ်ထွန်းမှုအကောင်ရရှိပြီးအဆိုပါမိုးရိမ်တောင်များရွေ့လည်ရနေရလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြောင့်ချင်းမိုးချိုပြစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလီဝတ်အဖြစ်အစဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်တရေပြူနိုင်မှာရဲ့အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှဲငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။မြမပင်လဲပြပါမြို့ဝကျုံမော ရခိုင်ကဲဦးနဲ့တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလမ်းကြီးတိုင်းမှာမိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်လျာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြို့ဝကျုံမရခိုင်ကဲရရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပင်မှာဆက်တပီကန်ရှိနေပါတယ်။ကြံမြမပင်လယ်ပြင်မှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြေမှာမိုးတမကွေမိုးတင်းဆိုင်ကရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပင်မှာရှိပီကန်ရှိနေပါတယ်။မနက်ဖြန်မော်တယ်ချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့ တနင်္သာရီတနင်္သာကြီးမှာနေရာစစ်စစ် ရခိုင်ပြည်နယ်အေရရနီသားကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်တဲနေကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြောင်းမုန်တချုံရွာပါမယ်နေပြည်တော်နဲ့နေတော်အိမ်နှစ်ဖြန်အတွင်းမိုးလေဝသအခြေအနေခမှန်းကြမှာနေရာကွက်ကြောင်းမုန်တချုံရွာပါမယ် အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါသည်။ရှန်ကုန်မြို့နယ်နီတွိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှလည်းနေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါသည်။မန္တလေးမြို့နယ်နီတွိုင်းမနက်ဖြန်အတွက် မိုးလေဝသအခြေအနေခံမှန်းကြမှာလေနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ35ဒီဂရီဆက်စီရက်65ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီရက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နှစ်ရက်အတွက်ခံမှန်းကြအနေနဲ့ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနင်္သာရီတို့မှာနေရာကျကျမှာနေရာစိစိမိုးထစ်ချုံရွာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစီရှင်။